့မအဲ့ mass mind ကိုတော့ညီမလေးပေါ့နော်2018 AOA ပေါ့နော် party bus မှာတော့အဲ့ mass mind ရဲ့ပွဲ bus party ပေါ့အဲ့မှာညီမကိုခေါ်ဖွင့်ဘူးရယ်ပေါ့နော်အဲအခုဒီပွဲဒီဟို science sacred music festival မှာညီမမြန်မာလန်လွှင့်လာကြတော့ဟိုညီမဒီ အမတ်ညီမရဲ့အမတ်တရား remit တခြင်းလေးကိုဖွင့်တဲ့အချိန်မှာငါမြန်မာဆိုတာသိအောင်ညီမလေးညီမလေးကိုယ်တိုင်ပဲလွှင့်ခဲ့ရပါရှင်ဟာဟုတ်တယ်တူတို့အဲ smile ဟိုဘက် smile နဲ့ US က smile နဲ့ဒီဘက် smile ရဲ့ what တချို့ကလည်းဖြည့်ရှင်းပေးကြရတယ်ဗောဒါက DJ smile ပေါ့နော်အမတူဘူးပေါ့အဲ့လိုမျိုးပြောဟာ

မဟာဟုတ်ကဲ့ဟိုအဓိကညီမအဲဆိုင်ဆာခရမ Music Festival မှာတော့ဖွင့်တာပေါ့နော်တော့ဖွင့်တဲ့အချိန်မှာညီမအဒီမြမမတ်တရတချံတချင်းလေးပေါ့မတ်တရတချံတချင်းလေးကိုညီမဖွင့်တယ်ဖွင့်တဲ့အချိန်မှာငါမြမမြမလူမျိုးကဒီ state ပေါ်မှာရှိနေရေပေါ့နော်ပြီးရင်ငါမြမအလန်ဒီညီမတချင်းဖွင့်တဲ့အတွက်ငါမြမအလန်လေးကိုဟိုကင်မယ်ဆိုပြီးတော့အမဆင်ရှိမှထွက်ပြီးအဲဒီ video ကိုကလေးတင်ပေးရတာပါရှင်ဟာအဲတချို့အဲ့လိုကသူတို့ကစစမိတ်ဆက်ခြင်းတော့ညီမကိုမြန်မာမှန်တော့မသိဘူးအဲသူကဘဲကဘဲကလဲလို့မေးရခြင်းညီမကမြန်မာလို့ပြောရင် အာမင်းမင်းမှာဟုတ်လို့လားတခါကြရင်လည်းမင်းဘာလို့မြန်မာနဲ့ဘာဆက်တာလဲအဲ့လိုမျိုးလည်းမေးခင်ရဟဟအဒီကပီတိလည်းဖြစ်တယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့မြန်မာရဲ့တကြံပေါ့အမှန်ဆိုဒီဒီတချင်းကဒီမြန်မာပွဲတွေမှာဖွင့်ဖို့အတွက်ကိုကြေချာအောင်ဘာလုပ်ထားတာလုပ်ထားတာအောင်မှာအမှပွဲတွေက cancel ဖြစ်ကုန်တဲ့ချိန်ကြတော့မှညီမဟိုဘက်မှာ science sacrament မှာအဖွင့်နေကြလွမ်းတာပေါ့မှာကိုယ့်ရဲ့တကြံအောင်လွမ်းတာ ညီမအလံနဲ့ဟိုအရှိကိုထွက်တဲ့ချိန်မှာအောက်ကမြန်မာလူမျိုးအဲ့ဟိုရရှိရတယ်မြန်မာလူမျိုးလေးလည်းရှိရရှိရချင်တာတို့အကောက်အောက်ကနေပေါ့အတန်လေးအဲ့လိုပေါ့ crowd တန်လေးအဲ့လိုလေးရောဗီဒီယိုထဲမှာပါပါတယ်ဟာအအဓိကတော့ညီမအဲ့လိုမျိုးじゃတော့ ဟိုကိုယ်ပိုင်ဆိုတာထက်ပေါ့နော်ဒီဒီဘာမြန်မာဒီတချင်းဖွင့်လိုက်တာ ਨੇ ကွာမြန်မာရဲ့တကြံကိုအကုန်လုံးကတည်ရယ်ဆိုဟာမျိုးလေးပါပဲဟာဟိုမအဲ့ mass mind ကိုတော့ညီမလေးပေါ့နော်2018 AOA ပေါ့နော် party bus မှာတော့အဲ့ mass mind ရဲ့ပွဲ bus party ပေါ့အဲ့မှာညီမကိုခေါ်ဖွင့်မှုရယ်ပေါ့နော်အဲအခုဒီပွဲဒီဟို science and music festival မှာညီမမြန်မာလန်လွှင့်လာကြတော့ဟိုညီမဒီ အမတ်ညီမရဲ့အမတ်တရား remit တခြင်းလေးကိုဖွင့်တဲ့အချိန်မှာငါမြန်မာဆိုတာသိအောင်ညီမလေးကညီမလေးကိုယ်တိုင်ပဲလွှဲခဲ့ရပါရှင်ဟာဟုတ်တယ်ဟုတ်တယ်သူတို့အဲ smile ဟိုဘက် smile နဲ့ US က smile နဲ့ဒီဘက် smile ဟို what တချို့ကလည်းဖြည့်ရှင်းပေးကြရတယ်ဗောဒါက DJ smile ပေါ့နော်မတူဘူးပေါ့အဲ့လိုမျိုးပြောဟုတ်ညီမတိုင်းရင်းသူဆက်တာမှဟုတ်ဟိုချင်းကရင်ရှယ်ဆက်တော့လေးဟုတ် တခြားနိုင်ငံတော်ရင်လည်းအဲ့လိုပဲ passport ကြည့်ပြီးတော့ဒါနင့်အဖေရောနင့်နင့်မှာနောက်ထပ် passport တစ်ခုရှိလားအဲနင့်အဖေရောမြန်မာလားနင့်မေရောမြန်မာအဲ့လိုမျိုးမေးရပေါ့ immigration မှာဆိုလဲမေးခင်ရဟာဒီနေ့တကြံကညီမက12ရက်နေ့က science sakura မှာဖွင့်တာပေါ့ science sakura music festival မှာအဲ14ရက်နေ့က wild out festival မှာတက်ဖွင့်ရဟုတ်ပြီးတော့ဒီအခုဖုန်းမနေရတာနည်းနည်းဟိုဖြစ်တော့ဒီဘက်မှာရောက်လာတယ်ဒီဘက်ပြန်လိုက်လာပြီးတော့မှာ ဟုတ်ဒီမှာတကြံလာပြီးကျင်းပါတာဟာဟိုနိုင်ငံညာပွဲအရင်ဟိုဖွင့်တာများတဲ့အချိန်ကျတော့တို့ကဈေးကြီးရထင်တာမဟုတ်ဟုတ်ဈေးကြီးရထင်တယ်အဲ့ဒါကြောင့်မလို့ပါဟာမြန်မာပြည်မှာညီမအဓိကဟိုဘက်မှာဒေါ်လာနဲ့ယူလဲဒီဘက်မှာမြန်မာပြည်မှာအဓိကကိုကတော့ဖွင့်မယ်ပြီးတော့ကိုဖွင့်တဲ့ပွဲမှာကိုရဲ့အဲ organizer ဘာညာအကုန်လုံးလဲနေညှို့လို့ပြောမလဲ fair ဖြစ်နေတဲ့ဟာမျိုးပဲကိုက ဟိုဖြစ်ချင်တယ်ကိုကြီးကပဲအမျက်ကြီးစားွားမျိုးမလုပ်ချင်ဘူးပေါ့နော်အဲ့ဒါကြောင့်ညီမ artificial လည်းအရင်တော့ပြောထားဈေးလေးပဲပုံမှန်လေးပါပဲဟာနိုင်ငံသားမှအဓိကနိုင်ငံသားဖွင့်တာတော့ပို့ပြီးတော့ကိုယ့်အတွက်ဟိုအခွင့်အလမ်းနေပို့များတာပေါ့အဓိကတော့ဟုတ်ညီမပြီမှာလည်းဖွင့်ဖွင့်လို့ရညီမပြီမှာကြတော့ဒီမှာဟိုဘယ်လိုဖြစ်ဆိုအကုန်လုံးကဟို space ကျင်းနေရဟောအဲ့လိုမျိုးလေးပါဟာ ညီမအဓိကတော့ festival ကတော့ဒီမြန်မာမှာဆိုရင်မြန်မာမြန်မာတင်းကျပ် music festival ရှိမယ် invasion festival ရှိမယ် water zone ရှိမယ်ဟောအဲ့လိုက်ပါဖွင့်ပါတယ်ဟောအဲအခုအခုတော့မြန်မာပြည်သက်တွေများလာပါတယ်ဟာဟိုမြန်မာလို့မထင်ကြဘူးပဲညီမပေးဆိုရင်လည်းအခုညီမနိုင်ငံခြားသွားမယ်ပွဲဆိုလည်းတင်တယ်နောက်ဆိုသူတော့မသိကြလားအဲ့လိုမျိုးဖြစ်နေတာလုံးဝဟွာမဖြစ်ဘူးမသိအဲ့လိုဒီနေ့တချမ်းမှာတော့ဟွာအိမ်ကကိုယ့်ရဲ့မိသားစုနဲ့ပဲပြောပြောရှင်ဖြတ်တန်းခဲ့ပါတယ်လို့ဟာ နှစ်တိုင်းကရောက်ဟိုညီမဒီ2022ကရင်စပြီးတော့ညီမနိုင်ငံခြားရောက်နေဟုတ်အရင်နှစ်ကတော့ညီမဟိုပါပေါ့အဲထိုင်လန်ရယ်ကမ္ဘောဒီးယားရယ်ဟုတ်ညီမသွားရတယ်ပေါ့ဟုတ်ညီမမြန်မာဆိုတော့မြန်မာလူမျိုးကမြန်မာတွေရဲ့အဲ့ဒီအမွေနေ့ဖြစ်တဲ့တကြံဝဲပို့ပြောတာပေါ့ရှင်ဟာဟုတ်ညီမဒီနေ့အဲ့ဒီနစ်ဆန်တရက်နေ့မှာပေါ့နော်လိုင်မျိုးနယ်မှာအဲ့ဒီဓမာယုံလန်းဓမာယုံဖုံးဖုံးเจ้าမှာပေါ့အဲ့မှာတရားထိုင်တဲ့ဟိုယောဂီဟိုလူကြီးတွေကိုညီမအဲ့မှာဒိုမီနိုလေး လူတိုင်းဖြစ်ပါတယ်ရှင်ဟာဟိုကနိုင်ငံနေတဲ့ကွာခြားခြားရောက်ဆိုရင်အတိအကျ music genre လဲကွာမျိုးပဲဗောနော်ပြီးတော့ဟိုဘက်မှာကျတော့ mainstream ကြတယ် mainstream ကြပြီးတော့အောက်က crowd ကအစားလဲဟိုဒီ music တစ်ခုကိုဗောဒီလူပါဖွင့် music တစ်ခုကိုလက်ခံနိုင်ဆိုရင်ရှိရယ်ဗောအဲ့လိုမျိုးကွာပါတယ်ဟုတ်အဲ့တော့စမိုင်းကကျတော့အခုဒီအခုနောက်တက်လာမဲ့ DJ တွေကိုလည်းညီမပြောချင်တာဘယ်လိုလဲဆိုတော့တချင်းကိုဒီလိုဖွင့်နေဖို့ထက်ဆိုင်လေတချင်းတီးတက်ဖို့ပို့ပြီးတော့အားပေးရပေါ့တချင်းတီးဖို့ပေါ့နော်ဟုတ် ဒီကြီးပေါ်လာကောင်းပါတယ်ဟုတ်ဘာလို့ပြောမြန်မာပြည်မှာအဲ့အမှုပညာဟိုဘယ်လိုလဲ music နဲ့ပတ်သက်ပြီးတော့ပို့ပြီးဟွာဖြစ်တာပေါ့တိကျတဲ့လူများလာတာပေါ့ဟုတ်သူများနိုင်ငံမှာလဲဟိုအတစ်တွေထဲရရင်လဲသွန်းပေါက်သွားရလဲရှိတာပဲဟုတ်အဲ့လိုပါပဲဟုတ်အော်တချို့ဟိုအဲ့လိုပြပားနဲ့အဓိကညီမလေးက international DJ နဲ့တချင်းနဲ့ collab လုပ်ဖြစ်တယ်တချင်းတူထုတ်ဖြစ်တယ်ပေါ့နော်အခုလဲမေလာထဲမှာတချင်းထုတ်ဖို့ရှိရနိုင်ငံသား DJ နဲ့ပဲပေါ့နော်ဟုတ် အဓိကသူတို့နဲ့တချင်းကိုသူက sharing လုပ်ပြီးရဲသူတို့ရှင်ရင်ကိုကတချင်းလေးပါလေကိုလိုချင်လဲဟိုသူတို့ရဲ့ Instagram မှာကိုဓာတ်ရိုက်တတောင်းရင်သူက drive link နေပိုင်းနဲ့ပို့ပြီးအဲ့လို sharing လုပ်ပြီးပြီး music knowledge တွေလည်း sharing လုပ်ပြီးပါတယ်ဟာအော်အဲ့ဒါက international DJ နဲ့ထုတ်ဖို့ရှိရဆိုတော့လေဟုတ်အမှပြောလို့မရ international ချင်းပါပဲဟာအဲအခုညီမြန်မာအမတ်တရတချံပေါ့မတ်တရတချံတချင်းကိုညီမဟို MV ထွက်ဖို့ရှိရပေါ့ဟုတ်အဓိကအဲ Soundcraft Music Festival ရဲ့ request တွေနဲ့အဲ့လိုလုပ်ပြီး official ပါဟာ ဟုတ်စမိုင်းကိုချစ်ပေးကြလို့တကယ်ကျေးဇူးတင်ပါတယ်လို့ appreciate လည်းဖြစ်ပါတယ်လို့ပြီးတော့စမိုင်းအမားတွေရှိရင်လည်းခွင့်လွှတ်ပေးပါလို့စမိုင်းစမိုင်းချင်းမားနေတဲ့သူတွေကစမိုင်းစမိုင်းချင်းမမားပါနဲ့လို့ညီမကဒီချစ်စမိုင်းမှာလို့ဟုတ်အမတရားတကြောင်ညီမကဘော official remit လောက်ခွင့်ပေးရပါတော့ကိုအကြကွေးပေါ့ကိုအကြကွေးရပြီးရင်ဟိုကိုမျိုးကြော့မိုင်းပြီးတော့ matrix ပေါ့ matrix ကိုလည်းတကယ်နေတကယ်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ရှင် ဟောနေတဲ့မင်္ဂလာအခါဓမြမှာဗောဘေးပြာကင်းသွားပြီကင်းဝေးပြီးရောဗောနော်စိတ်ချမ်းသာကုစမ်းမာနေရှိကြပါသေးလို့ဒီမှာဆုတောင်းပေးပါတယ်ဟုတ်